ဟိုသူနဲ့ကိုယ်နဲ့စတွေ့တဲ့ခါကျတော့တချို့ကားတွေက dialogue တွေအမဘယ်မှမီတော့မလဲ။ तू ကညံရဲကောင်းတာလေနော်ဟိုညံရဲကောင်းတော့တချို့ dialogue တွေပြပြနိုင်တော့ကိုယ်စိတ်ထဲမှာထင်လိုက်တာဟဲ့ဒီဒီဒီတယောက်မစိုးတာငါ့ဟိုတာတကယ်အမှန်ကန်ကြွေပုံရတယ်ဟိုကအဲ့လိုထင်ရင်းမိတာ။နောက်တော့ဘယ်ဟုတ်မလဲ तू ကဗီဒီယိုဆိုင်ဖွင့်တာအဖေကဗီဒီယိုဥက္ကဋ္ဌဆိုတော့သူကဗီဒီယိုခွေဆိုင်ဖွင့်တော့သူကဟို စိတ်ကြောက်တဲ့တော့စာကျက်တဲ့အချိန်မှာသူကအဲ့အခွေတွေအများကြီးသူကကူးရတယ်အဲ့တော့အခွေကူးတဲ့ခေတ်ကိုခွေကူးတဲ့ခေတ်ဆိုတော့သူကယုံကလေးရဲ့ကိုယ်ကိုသူကတစ်ခါတစ်ခါသူကကူးခဲ့ရတာအဲ့တော့သူငြင်ကောင်းတော့ဒါလည်းမမိနဲ့ကိုကကိုကကိုစိတ်အထင်ကြီးကြီးနေနောက်အိမ်အောင်ကြပြီတော်တော်စာမသိရဟဲ့မလို့ခေါ်လို့အဲ့တော့အဲ့ဘောကျွန်တော်တို့၃လ၅ကတော့ပြင်ကြည့်ရတယ်နော်တကယ်ဟိုမျက်နှာတစ်ပေါ်လုံးဝဟိုဘယ်လိုပြောမလဲဒီဟိုတင်းတူးစံလေးပေါ့နော်သူစံလေးပုံစံလေးနဲ့ အဲဟိုဖြစ်လာတာပေါ့နော်ဆိုတော့ဒီကတော့အဲ့တော့မင်းသမီးကသိသွားတာလေဟိုသူတွေးကင်စားတာပါလားအဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုမျိုးချွဲတဲ့အခန်းလေးပေါ့နော်အဲ့မှာဟိုအမှဥတိုက်စိုးကြီးနဲ့အဲ့လိုမျိုးပါလာကန်လေးပါတယ်အဲကိုကိုယူဝရန်နဲ့အဲ့လိုဒရမာလေးတွေပါတယ်ပေါ့နော်အဲ့အဲ့အားလေးရတကယ်ချစ်စုပါကိုကိုလည်းကိုမပြင်းသေးဘူးအဲကျွန်တော်တို့အဲ့တော့ကတကယ်ကိုအစ်စ်ဆန်တစ်ခုပေါ့အဲ့လိုမျိုး feeling တစ်ခုအစ်စ်ရခဲ့တာပေါ့ဟုတ်ကဲ့ ချစ်ဘူးတိုက်ပုံ73နှစ်ပြည့်လေးဖြစ်ပါတယ်နောက်ပြီးတော့စိုက်နေရပြောင်းရွှေ့ခြင်းလေးဖြစ်ပါတယ်ဟာလောက်ပင်မငယ်လေးပေါ့ညီမလေးလုံးလုံးရတယ်ဆိုတာတော့လေနော်ဟိုစိတ်ကောလူရောတအားကိုနှစ်ပြီးတော့ဟိုစူးစမ်းပြီးလုပ်ရတာဖြစ်တဲ့အတွက်ဟိုပင်လဲတကယ်ပင်မပါတယ်အခုလိုမျိုးလေးညင်ရတော့လေဒါရင်ထဲမှာပြောမပြတတ်အောင် PT လေးဖြစ်ရပါတယ်ကိုစူးစမ်းခဲ့တဲ့အသီးပွင့်လေးညင်ရတယ်ဆိုတော့လေဟာဟုတ်တယ် မန်းတော်လေးကိုကန်နေလို့ပြောရမှာပေါ့နော်ကျိုးပေးတယ်ကန်ကျိုးပေးလေးဒီကောင်းမွန်သွားတယ်လို့ပြောရမှာပေါ့ဒါပေမဲ့တကယ်တော့ဟိုဘယ်လိုပြောရမလဲအာဒီလောက်ကိုစောင့်လုပ်တဲ့အချိန်တုန်းကကျိုးပေးတယ်မပေးဘူးဆိုတာလေအဲ့လိုမျိုးကြီးဟိုတွက်ချက်မျောမှန်းပြီးတော့လုတ်ခဲတာတော့မဟုတ်ဘူးပေါ့နော်အော်စီးပွားရေးတစ်ခုအနေနဲ့ဒါလှမ်းထားတဲ့နယ်ဆိုပြီးတော့စပြီးတော့ဖွင့်ခဲ့တယ်အဲဖွင့်ခဲ့ပြီးတော့မှလုံရင်းလုံရင်းနဲ့မှအာတနေ့ပြီးတနေ့ကဒီတိုင်းနေလို့မရဘူးပေါ့ဟောအဲ့လိုမျိုးကြီးမြင်လာတဲ့ခါကျတော့ပို့ပို့ပြီးတော့ 調査ဖြစ်တာဗောလေအဲ့လိုအဲ့လိုနေပဲအခုလိုမျိုးအခုဆိုရင်လာရွှေပိုးတိုက်ပုံရွှေပိုးစတစ်ချက်ဗောအမကိုပိုင်ထုတ်လို့ဖြန့်ချီရေးအခုလိုဆိုင်ရေးဖြစ်သွားတာဗောကိုအပင်နာဘယ်လိုမြင်ခဲ့ရလဲအမဘယ်လိုမျိုးတွေပြောတာအခုလာတိုက်မိတဲ့ခါမှာဘယ်လိုမျိုးတွေပြေးခဲ့ရလဲဒီကအအများကြီး motivation ပေးကြရတာပေါ့စိတ်တကြတာခါလည်းရှိတယ်ပျော်ရွှင်တဲ့ခါလည်းရှိတယ်ပေါ့နော်စိတ်တကြတာကိုများတာပေါ့အဲ့ဒါအချိန်မှာ ဟိုကျွန်တော်တို့ motivation ပေးရတော့ပေါ့ခင်ဗျာဘာလို့လဲကျွန်တော်တို့ကမော်ဒီသူ့ရဲ့ဟိုအိုးငငယ်ဟိုပါပေါ့ကျွန်တော်တို့အိုးရင်တော့ပုံစံမျိုးပြန်မြင်တွေ့ရတဲ့အတွက်အရန်ဝမ်းတာပါတယ်ပေါ့နော်ကျွန်တော်တို့ပြန်မြင်တဲ့ပုံစံလေးတွေပေါ့နော်အဲအဲ့ဒါလေးပြန်တွေ့ရတယ် အဲပြန်ပြီးတော့လူပြူတာအမြင်ရတဲ့ကျွန်တော်အရင်ဝမ်းသာပါပဲ။ဟုတ်ကဲ့။မဟုတ်ရင်တော့ပုံစံဆိုတော့ဟိုးရင်တော့ဘလို့ပုံစံလေးကိုစပြီးနေတယ်။ကျွန်တော်ကလေးရဲ့ကိုယ်လေးကစတိုင်မျိုးပါ။အဲ့ဒါကတော့ဟုတ်ကဲ့ကျွန်တော်ဗစ်ကတော့ကျွန်တော်ကလေးကိုရှင်းကုန်ခဲ့ရပါအဲကျွန်တော်တို့ငယ်ရောတော့ဒါဒီကတကယ်ကိုမျက်နှာသိဟိုပါပဲလေအဲ့တော့အိုင်လင်းငယ်ပါလေကျွန်တော်ငယ်ဆိုအိုင်လင်းငယ်ရဲ့ပါဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒီလို ဟိုသူနဲ့ကိုယ်နဲ့စတွေ့တဲ့ခါကျတော့တချို့ကားတွေက dialogue တွေအမဘယ်မှမမိတော့မလဲ။ तू ကညံ့ရမ်းကောင်းတာလေနော်။ဟိုညံ့ရမ်းကောင်းတော့တချို့ dialogue တွေပြတ်ပြနိုင်တော့ကိုယ်စိတ်ထဲမှာထင်လိုက်တာဟဲ့ဒီဒီဒီတယောက်မစိုးတာငါ့ဟိုတာတကယ်အမှန်ကန်ကြွေပုံရတယ်ဘောကွာအဲ့လိုထင်ရင်းမိတာ။နောက်တော့ဘယ်ဟုတ်မလဲ။ तू ကဗီဒီယိုဆိုင်ဖွင့်တာ။အဖေကဗီဒီယိုဥက္ကဋ္ဌဆိုတော့သူကဗီဒီယိုခွေးဆိုင်ဖွင့်တော့သူကဟို ဆေးကြောင်တက်တော့စာကျက်တဲ့အချိန်မှာသူကအဲ့အခွေတွေအများကြီးသူကကူးရတယ်အဲ့တော့အခွေကူးတဲ့ခေတ်ကိုခွေကူးတဲ့ခေတ်ဆိုတော့သူကယုံကလေးရဲ့ကိုသူကထက်ခါထက်ခါသူကကူးခဲ့ရတာအဲ့တော့သူညင်ကောင်းတော့ဒါလည်းမမေ့နဲ့ကိုကကိုကကိုကြိတ်အထင်နေကြီးနေနောက်အိမ်အောင်ကြပြီးတော်တော်ကြပါသေးရဲ့ဟဲ့မလို့ခွာလို့အဲ့တော့အဲ့ပေါ်ကျွန်တော်တို့၃လ၅လတော့ပြင်ကြည့်ရတယ်နော်တကယ်ဟိုမျက်နှာတစ်ပေါ်လုံးဝဟိုဘယ်လိုပြောမလဲဒီဟိုတနေ့သူစံလေးပေါ့နော်သူစံတဲ့ပုံစံလေးနဲ့ အဲဟိုဖြစ်လာတာပေါ့နော်ဆိုတော့ဒီကတော့အဲ့တော့မင်းသမီးကတေသွားတာလေဟိုသူတွေးကင်စားတာပါလားအဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုမျိုးချွဲတဲ့အခန်းလေးပေါ့နော်အဲ့မှာဟိုအဲ့မှာဥတိုက်စိုးကြီးနဲ့အဲ့လိုမျိုးပါလာကန်လေးပါတယ်အဲကိုကိုယူဝရန်နဲ့အဲ့လိုဒရမာလေးတွေပါတယ်ပေါ့နော်အဲ့အဲ့အားလေးတွေကတကယ်ကျူပါကိုကိုလည်းခုမှမြင်နေပြီအဲကျွန်တော်တို့အဲ့တော့ တကယ်ကိုအသိစံတစ်ခုပေါ့အဲ့လိုမျိုး feeling တစ်ခုအသိရခဲ့တာပေါ့ဟုတ်ကဲ့ဆိုတော့ချွဲတာလည်းစားလိုက်တာပါရောအဲ့လိုအဲ့လိုလုံလေးလိုချွဲတာချွဲလာတော့ချွဲလာချွဲပါတယ်ချွဲပါတယ်ချွဲပါတယ်ဆောင်းလာနေချွဲပါဟုတ်ကဲ့ဟုတ်ကဲ့အိုးမောင်ငိုရင်းရလေဟိုဘယ်လိုပြောမလဲအကိုရီမောင်နေကြားနေကြီးပြင်းခဲ့ရတော့တိတ်ပြီးတော့အဲ့လိုမင်းကလေးဆန်တာတော့တိတ်မရှိဘူး။နောက်ငငယ်ရောဆိုပေါ့ကြော်မလို့တော့ခေါ်ခမ်းတာလीနော်နော်ကိုယ့်ရဲ့အလုပ်အနေထားရလဲအဲ့လို ချွေးနှဲ့ပြီးတော့အင်းအဲနဲ့နေခွင့်မရတဲ့ live ရဲ့အခြေအနေကဖြစ်နေတဲ့အခါကျတော့အတန်းလည်းသိတဲ့အတိုင်းပဲလीဟိုဆိုတော့အဲ့လိုမျိုးတိတ်ချွဲတာဘာညာတော့မရှိပါဘူးဒါပေမဲ့ဟို तू ကနားလေပါလေကြောက်ရလာတယ်ချွေးကျွန်တော်တို့ပဲပြန်လှုပ်စီခြင်းခဲ့တာပေါ့ဟုတ်တယ်ပမာအဲ့တော့စီဝါပဲလှုပ်တာကျွန်တော်စတွေ့တော့ဟာကျတော့ဒီနိပညာလှုပ်တယ်ကျွန်တော်ပြန်လှုပ်စီခြင်းခဲ့တာပေါ့အဲ့တော့အများကြီးပဲဟို motivation ပေးခဲ့ရတော့ပမာပြန်လှုပ်ဖို့တက်လို့ကျွန်တော်တို့ तू က အရန်ပါနဲ့တယ်ဘလို့ပါနဲ့လဲဆိုတော့ပြန်ရိုက်ပါလားလို့တော့တခေါမှမပြောငငယ်တော့ကပုံလေးလိုမျိုးတော့ပြန်ရရင်ကောင်းမှာပဲဘာဖြစ်လို့လဲဆိုတော့ဒါယူနီဖြစ်ခဲ့တာလေတော်လို့မျိုးကောလည်းအဲ့လိုပဲအင်းဟော ဟိုထက်ခါထက်ခါပြောလာတဲ့ခါကျတော့အော်ငါပြန်ရရင်ကောင်းမလားမသိဘူးဗောအဲ့လိုနင်းနေပြန်ဆောက်တော့အော်ပြန်ရရင်ကောအော်စောစောပြောလို့ဗောပြန်ရရင်ကောကောင်းမလားအဆင်ပြေပါမလားဟိုငယ်တုန်းကလို့လေအသက်ရွယ်ရော body ရောလို့မျိုးမဟုတ်တော့ဘူးလေအအဓိကတွားပေးခဲ့ရတော့ဒါကိုတာကြီးကိုကိုစိန်လင်းလို့လည်းပါတယ်အမတခြားစီးပွားရေးထက်ချက်မဲ့အစားအမတို့ကအော်ပြန်ရိုက်လို့ရှိရင်အများကြီးဟိုပို့ပြီးတော့ဟိုက အဆင်ပြေမှာပါညာသူတို့ကအဲ့လိုလေးပြောခဲ့တာလည်းပါတယ်သူတိုက်တွန်းတာလည်းပါတယ်အဲ့တော့အစအမလုံးဝတသက်လုံးမြန်မြိုက်တော့ဆိုပြီးကိုယ့်ကိုအဲ့လိုအေးဆေးပဲနေတာအလွန်ငယ်တဲ့9နှစ်လောက်ကစပြီးတော့တကားလောက်တော့ဆန်းရိုက်ကြည့်နိုင်ကောင်းမလားပေါ့အဲ့အဲ့လိုမျိုးတွင်းရနေတကားလောက်စရိုက်ဖြစ်သွားတယ်အနုပညာပိုးဆိုတာလည်းသိတဲ့အတိုင်းပဲစဖို့ပဲလိုတာလေမဆုံးတော့ဘူးသိတယ်အဲ့ဒါနဲ့အခုအနုပညာတွေကဇက်တိုက်ဇက်တိုက်ဇက်တိုက်လုတ်ဖြစ်တာပေါ့အော်လုတ်ဖြစ်တော့အခုလက်ရှိရိုက်နေတဲ့ဒီအလင်းမေးမဲ့ဖြောင်းနိုင်ကားထဲမှာဆိုအမငယ်ဘဝလေးတွေအမတရုတ်ဆောင်ရတယ်အာသူတို့ ဟိုအိမ်ကမောင်တော့ကိုငချင်ကိုချင်ကြတာဗောသူတို့လက်ခုတ်တီးပြီးတော့ဒီလိုလေးပြင်ပြရတာဝမ်းသာတယ်ဘာညာအဲ့လိုပြောကြတာဗောလေတကယ်တော့မြှောက်ပေးနေကြတော့ဟုတ်ကဲ့ဝမ်းသာပါတယ်ဘာလို့ဆိုကျွန်တော်တို့ဘဝထဲမှာကျွန်တော်လုပ်ချင်တာလုပ်ရတာအရင်ပြောချင်တာကောင်းမသိချင်တာကောင်းတာလေတကယ်ဟုတ်ဟိုဘဝရဲ့စိတ်ကျဉ်တဲ့မှုရပါတယ်ကျွန်တော်လည်းကတော့အမျိုးသမီးကိုအဲ့လို license ဟိုဘဝရဲ့စိတ်ကျဉ်တဲ့မှုအပြည့်ဝရကြည်တင်ပါခင်ဗျာဟုတ်ပါဘူးလို့လာနေရဘာကြောင့်အင်းပေါ့ မိမိလေးကြောင့်မိမိလေးကိုထိန်းရတာလေအခုနည်း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 တော်သေးတယ်နော်မနေ့9နာရီထမင်းထားချက်ရတယ်သူ့ရဲ့ဝေယဝစ္စလေးလုပ်ပေးရတယ်သူကပြောလိုက်တော့မမေပဲမမေပဲဆိုမမေရရှာထွက်ပေါ့အော်မနေ့ပြောရရင်တော့ဟိုအမှုပညာပြန်လုပ်ချင်တဲ့စိတ်ကြောင့်သာပြန်ရိုက်ဖြစ်တာ တခါလေကြာရင်တော်တော်လေးအော်အမေကန်းဖြစ်သွားတဲ့အတွက်ပေါ့နော်တော်တော်လေးစိတ်ထဲမှာမကောင်းဘူးပေါ့ဒဲဒါပေမဲ့နောက်ပိုင်းကျတော့ကိုကခလေးတယောက်ရဲ့အမေဖြစ်တဲ့ခါကျတော့ဒီအမေကန်းရရတဲ့အပေါ်မှာအများကြီး feeling တွေကကောင်းလာတာပေါ့နော်ဒါပေမဲ့အခုကန်ကန်အခွင့်လေးပေးလာတဲ့ခါကျတော့ဒီအလင်းမေးမဲ့ဖျောင်းနိုင်လေးမှာအော်ငယ်ဘဝလေးလည်းပြန်ရိုက်ခွင့်ရတယ်ဆိုတော့ဒါအများကြီးစိတ်ကျေနပ်မှုလေးရပါတယ်ကျေးဇူးလေးတင်ပါတယ်ဆောင်းကတော့တော်တော်နှမျောတယ်ကိုကိုကိုအခုတော့နှမျောတော့ဘူးဘယ်နေရာလာလာရိုက်မယ်ဘာပဲဖြစ်ဖြစ်ရိုက်မယ်ကျေးဇူးပါမော်ဟုတ် ဒီရွှေဘိုးအီဂရီရဲ့သက်တမ်း73နှစ်ဆိုတာနည်းနည်းနှစ်တင်မဟုတ်ဘူးလေဒီလိုရက်တည်နိုင်အောင်ဒီချစ်တဲ့ဒီကျေးဇူးရှင်တွေကအားပေးခဲ့ကြလို့ရက်တည်နိုင်တယ်အဲ့တော့ဒီနေ့တည့်ရက်ထဲတော့အမအော်ထိုက်ထိုက်တန်တန်လေးတော့ကျေးဇူးတုံ့ပြန်ခြင်းနဲ့အဲ့ဒီအတွက်ဒီနေ့အမရဲ့ရွှေဘိုးတိုက်ပုံနဲ့ရွှေဘိုးစတစ်ချက်ကိုဝယ်ယူမယ်ဆိုရင်ဒီနေ့တည့်ရက်ထဲတော့အမ20%ပေးပါမယ်။ကျန်တဲ့ဒီချိတ်တွေပါတဲ့ identity ကတော့10%ပေါ့နော်။ဒီနေ့တည့်ရက်ထဲတော့အမပေးပါမယ်။ဒီနေ့တည့်ရက်ထဲတော့ညမိုးကျုပ်တက်ထိလာဝယ်ပါစီပေးမယ်။ မနေ့ကအညာကြီးလာဝင်လေမနေ့ပြန်လာဝင်ရင်းနဲ့ဟို discount ရမယ်မင်းသိပါတယ်ဒါပေမဲ့တို့ကလည်းအချိန်မရတဲ့အတွက်ပေါ့ဆိုကဲအဲ့ဆိုလေဟို10%မဟုတ်ရင်တော့နည်းနည်း8%လောက်ပေးလိုက်ဆိုပြီးရတယ်အဲ့လိုမျိုးလေးပေါ့အားပေးကြတာလေကျေးဇူးအများကြီးတင်ရပါတယ်